ချစ်စွာသောဓမ္မမိတ်ဆွေညီကုံမောင်တို့များမင်္ဂလာနနခင်လေးပါလို့ခရစ်တော်ဤနာမဖြင့်နှုတ်ခွန်ဆက်သပါတယ်ဒီကနေ့မှာတော့ဖြစ်ရင်ရှမသဲခရဝင်အခန်းကြီး16အပိုင်ငယ်73ကနေ19အထိအခြေပြုကြင်ပါတယ်ယေရှုသည်ဖိလိပုကဲသရီမြို့ဤဂျေးလက်သို့ ကြွတော်မူသောအခါလူများတို့သည်လူသားဖြစ်သောငါကိုအဘယ်သူဖြစ်သည် ဆိုကြသည် တပည့်တော်တို့အားမေးမြန်းတော်မူလင်လူအချို့ကကိုရောသည်ဗရိဇန်ဆရာယောဟန်ဖြစ်သည်ဟူ၍၎င်းအချို့ကအေလိယဖြစ်သည်ဟူ၍၎င်းအချို့ကယေရမိမှဆ၍ပရောဖက်တပါးပါ ဖြစ်သည်ဟူ၍၎င်းဆိုကြပါ၏ဟုလျှောက်ကြသောသင်တို့လည်းငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသည်နည်းဟုမေးမြန်းတော်မူလင် ရှိမုံပေတရုကကိုရောဒီခရစ်တော်ဒီဟူသော အသက်ရှင်တော်မူသောဘုရားသခင်ဤတားတော်ဖြစ်တော်မူသည်ဟုပြောလေ၏ယေရှုကလည်းရှိမုံဗာယောနာသင်သည်မင်္ဂလာရှိ၏အကြောင်းမူကားအသွေးအသားသည်ဤအကြောင်းအရာကိုသင်အားဖော်ပြသည်မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်သည်ဖော်ပြတော်မူသည်ငါဆိုသည်ကားသင်သည်ပေတရုဖြစ်၏ ဤကြောက်ပေါ်မှာငါအသင်းတော်ကိုငါတီးဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံဤတကားတို့သည်မနိုင်ရာကောင်းကင်နိုင်ငံတော်ဤသော့တို့ကိုလည်းသင်အားငါပေးမည်သင်သည်မြေကြီးပေါ်မှာခြိနှောင်သည်မြသည်ကောင်းကင်ဘုံ၌ခြိနှောင်လျက်ရှိလိမ့်မည်မြေကြီးပေါ်မှာဖြေလွတ်သည်မြသည်ကောင်းကင်ဘုံ၌ဖြေလွတ်လျက်ရှိလိမ့်မည်ဟုမိတ်တော်မူပြင်းလည်း ကိုတော်သည်ခရစ်တော်ဖြစ်ကြောင်းကိုအဘယ်သူအားမျှမပြောဆိုင်သောငါတပည့်တော်တို့ကို ပြည့်ညတ်တော်မူ၏။ဟောတခင်ယုခရစ်တော်တတ်တော်ထင်ရှားသော အချိန်မှာဒေသစာရီလှဲ့လည်ရင်းနဲ့ကောင်းအသေးခံထမ်းမြောက်ခြင်းအပြစ်သားများအတွက်အသေးခံထမ်းမြောက်ခြင်းမရှိခင် မဖြစ်ခင်မှာဒေသစာရီလှဲ့လည်ရင်းနဲ့ ဖိလိပုကဲသရီမြို့ဤကျေးလက်ပဲသို့တောရွာပဲသို့ရောက်တော်အခါမှာလို့ပြောပါတယ်။နော်အဲ့ဒီချိန်မှာသူရဲ့နောက်လိုက်သူရဲ့တပည့်တော်တွေသူချစ်တော်သူရဲ့တပည့်တော်တွေသူမေးတယ်။မင်းတို့ငါ့ကိုဘယ်သူတွေကဘယ်လိုမြင်ပြီးဘယ်လိုတွေပြောကြသလဲလို့ဘယ်လိုကြားကြသလဲလို့သူကမေးတဲ့အခါမှာတပည့်တော်တွေကဘာပြောလဲဆိုတော့အချို့ကကိုရောကတဲ့ဗတ္တိဇံဆရာယောဟန်ဖြစ်တယ်လို့ပြန်ပြောတယ်။တချို့ကတော့အေလိယ ဖြစ်တယ်လို့ပြောတယ်။တချို့ကယေရမိမှစတော့ပရောဖက်တပါးပါဖြစ်တယ်။ဖြစ်ကြတယ်လို့ပြောကြတယ်လို့ပြောပါတယ်။နော်ပြန်လဲထောက်ပြတဲ့အရာကဘာလဲဆိုရင်ဗတ္တိဇံဆရာယောဟန်ကသခင်ရှုခရစ်တော်ရဲ့အကိုဝမ်းကွဲတော်တယ်ဖြစ်ပါတယ်။နော်သူကနှစ်ချင်းဆရာယောဟန်ဗတ္တိဇံဆရာယောဟန်ဒါမှထောင်ထဲမှာဟီရိုမင်းအဖြစ်ဒီနေ့ခရစ်တော်အတွက်အသက်ပေးသွားတယ်။ဒါတစ်ချက်။နောက်ပြီးတော့ ဒီအေလိယဆိုတာဒီအေလိရှေရဲ့နဆသောဝိညာဉ်တော်ရဲ့တကူကိုပြန်လဲလက်ဆင့်ကမ်းပြီးတော့ဒီကနေ့ဖခင်ရဲ့ prophet ကြီးတပါဖြစ်ပါတယ်ဖခင်ရှိတ်ချရသော prophet တပါဖြစ်ပါတယ်เนาะဒါကြောင့်နောက်နောက်တစ်ယောက်ကတော့ဘာလို့လဲဆိုရင်ယေရမိတဲ့ယေရမိလည်းအဲ့တိုင်းပါပဲယေရမိလည်းတကယ်ကိုဖခင်အတွက်တကယ်ကိုအသက်ပေးပြီးတော့မှဒုက္ခဆင်းရဲခြင်းတွေကြီးစွာခံခဲ့ရတဲ့ prophet တပားအပြင်ကိုနောက်အခြားသောပရောဖက်တွေဖြစ်ကြတယ်လို့အဲ့ဒါလို့ပြောကြတယ်သခင်လို့ပြန်လဲလျှောက်ကြတယ်ဆိုတော့ပေါ်ပြတဲ့ပရောဖက်တွေတဲ့မှာတကယ်ကိုဖျားသခင်နိုင်ငံတော်အတွက်အသက်ပေးခဲ့တဲ့ဒိဋ္ဌိကျဲပုဂ္ဂိုလ်ကြီးတွေအကြောင်းပြန်လဲဟိုပေါ်ပြတာကိုကျွန်တော်တို့တွေ့ရတယ်အသခင်ကအဲ့ဒါလို့ပုဂ္ဂိုလ်ဖြစ်ပါလိမ့်မယ်လို့ဒီလူတွေကအဲ့လိုမှတ်ယူကြတာပေါ့ အဲ့ဒါနဲ့သခင်ရှုခရစ်တော်ဘာပြောပြောသင်တို့လည်းငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်းဟုမေးမြန်းတော်မူလင်းတဲ့အဲ့ဒီအချိန်မှာဘယ်သူကပြန်ဖြေလဲဆိုရင်စိတ်မြန်ကိုမြန်ပေါ့ရှိမုန်ပေတရုကကိုရောသည်ခရစ်တော်ဒီဟုသော အသက်ရှင်တော်မူသောဘုရားသခင်ဤသားတော်ဖြစ်တော်မူသည်ဟုပြောလေ၏ဒီနေရာမှာအင်မတန်တန်ဖိုးရှိတဲ့ဒီနှုတ်ကပတ်တော်ဖြစ်တဲ့ရှိမုန်ပေတရုကတဲ့မင်းတို့ဟောငါ့ကိုဘယ်လိုထင်တယ်လဲကျန်တဲ့လူမဖြေခင်မှာ ပေသူတို့ကအင်မတန်စိတ်မြန်ကိုမြန်နော်သခင်ရှုခရစ်တော်ရေပေါ်မှာလမ်းလျှောက်သခင်ကျွန်တော်လာပါရစေဆိုတဲ့ရေထဲရောက်သွားပြီရေပေါ်မှာသူလည်းလမ်းလျှောက်တယ်နောက်သူကကြောက်ခဲ့ပြန်ဖြစ်ပြီးတော့တောင်းရေထဲနှစ်မျိုးတော့သခင်ကယ်ပါလို့ပြန်ပြောတယ်သခင်သူ့ကိုပြန်ကယ်ရတယ်ဆိုပြောချင်တာစိတ်မြန်ကိုမြန်ဒါပေမဲ့သူဖြေလိုက်တဲ့အရာတွေတကယ်ကိုဖျားသခင်ပေါ်ပြတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ရှီမုန်ပေတရုကကိုရောဒီခရစ်တော်ဒီဟူသောအသက်ရှင်တော်မူသောဖျားသခင်ဤ သားတော်ဖြစ်တော်မူသည်ဟုလျှောက်လေ၏။နော်ရှိမုန်ပေတရုကကိုတော်သည်ခရစ်တော်ဒီဟုသောပြောတယ်နော်ခရစ်တော်ဆိုတာကဒီကနေ့ဖျားရဲ့လူမျိုးတော်တွေဂျူးလူမျိုးတွေအစ္စရေးနိုင်ငံမှာရှိနေသောဂျူးလူမျိုးတွေပေါ့အစ္စရေးလူမျိုးဣတရီလလူမျိုးတွေပေါ့နော်မြန်မာလူကတော့ဣတရီလလို့ခေါ်တယ်ရှာယူဒတန်အားဖြင့်ဒါဘာသာပြန်ပေးတာနော်တကယ်တမ်းကျတော့သူတို့ကို ဒီနေ့ Israel လို့ပြန်လဲခေါ်ဆိုတယ်ဆိုတော့အဲ့ဒီ Israel လူမျိုးတွေဟာကက်တင်ရှင်မေရှိယကိုသူတို့ဒီမျော်လင့်လာတာနှစ်ပေါင်း2000မကအထက်ကနေသူတို့မျော်လင့်လာတာဒါမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2025ခုနှစ်မှာတော့ခရစ်တော်ပေါ်ထွန်းခဲ့ပြီးဤလောကသို့အသက်ရှင်တဲ့ဖျားသခင်ရှေလွတ်တာကိုသူတို့လုံးဝမသိကြဘူးလက်လက်မခံကြဘူးတယောက်လက်မခံတဲ့အတွက်သူတို့ဒီ ရောမအင်ပါယာအာဏာပိုင်နေနဲ့သူတို့နဲ့ပူပေါင်းပြီးနေထိုင်ရတဲ့ခေတ်မှာဆောစောကေတင်ရှင်မေရှိယခရစ်တော်ကိုဘုရားသခင်ကိုတော်တိုင်အသက်ရှင်သောသူတို့ကူးကွယ်သောသူတို့ရဲ့ဘုရားသခင်ကိုတော်တိုင်ဆောစောကဆေလွတ်တာကိုသူတို့မယုံကြည်တဲ့အပြင်တဲ့เนาะနောက်ဆုံးမှာလဝါကတိုင်တော်ပေါ်မှာသူတို့တင်သက်တဲ့အထဲမှာဂျူးလူမျိုးတွေကထိတ်တန်းမှရှိတာကိုကျွန်တော်တို့တွေ့ရတယ်ဆောကဒီကနေ့ ဖျားသခင်ရှေလွတ်တဲ့သူဖြစ်တယ်လို့ပေတရုကလည်းဂျူးလူမျိုးပဲဒါသူတို့ကမှန်ကန်စွာသူတို့ကရဲရဲတင်းတင်းသူတို့ဖြေတယ်ဘာကြောင့်လဲသူတို့ကဖျားသခင်အသက်ရှင်တော့ဖျားသခင်ရှေလွတ်တဲ့မေရှိယဖြစ်တယ်ဆိုတော့ပေတရုကလုံးဝအုတ်တုံစိတ်ချယုံကြည်လက်ခံတာကိုကျွန်တော်တို့တွေ့ရတယ်ဒါတော့ဒီနေ့လဲကျွန်တော်တို့ဖျားသခင်ရဲ့အသက်ရှင်တဲ့ဖျားသခင်ရဲ့ကက်တင်ရှင်မေရှိယကိုဤလောကသူရှေလွတ်ခဲ့ပြီးပြီး ယခုမျက်မှောက်ကာလမှာကျွန်တော်တို့မှတ်ယူရမှာခံယူရမှာကလွန်ခဲ့တဲ့နှစ်ပေါင်း2025ခုနှစ် AD ပေါ့ခတ်တာ2000 2025ခုနှစ်တုန်းကဘုရားသခင်ဆီလွတ်တဲ့ခရစ်တော်ဖြစ်တယ်ကက်တင်ရှင် ဖြစ်တယ်ဆိုတာเนาะခရစ်တော်ဆိုရအတိတ်ပဲကကက်တင်ရှင်လို့အတိတ်ပဲရတယ်ဒါဆိုကျွန်တော်တို့လူဟာကက်တင်ရှင်လို့သလားဆိုလိုပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများကျွန်တော်တို့ရအပြစ်သားဖြစ်တဲ့အတွက် အာဒံနဲ့အီဝဘုရားသခင်စတင်ဖန်ဆင်းသောလူယောက်ျားလူမိန်းမကနေဘုရားကိုစန့်တင်စန့်ကျင်မိသောအဲ့ဒီအပြစ်ဒုစရိုက်ကြောင့်အဲ့ဒီအပြစ်ဒုစရိုက်ကြောင့်ကျွန်တော်တို့ကအပြစ်သား origin နဲ့အပြစ်သားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဟာငါအကုသိုလ်လုပ်မိလို့ငါအပြစ်သားငါအပြစ်တွေကတ်နေပြီပြစ်ဆွဲကတ်နေ no ချစ်တော်ညီကိုမောင်တော်မဟုတ်ပါဘူးကျွန်တော်တို့ကအပြစ်သားဖြစ်နေလို့ origin နဲ့အပြစ်သားဖြစ်လို့ ဒုစရလုံနေရတာဖြစ်တယ်เนาะ origin နဲ့အပြစ်သားဖြစ်လို့ကျွန်တော်တို့ကနေ့စဉ်အကုသိုလ်တွေကျူးလွန်နေတာဖြစ်တယ်ဘယ်လိုကျူးလွန်တယ်လဲကျွန်တော်တို့အတွေးခေါ်အားဖြင့်ကျူးလွန်တယ်ကျွန်တော်တို့မနောနှလုံးသားအားဖြင့်ကျူးလွန်တယ်ကျွန်တော်တို့နှုတ်အားဖြင့်ကျူးလွန်တယ်နောက်ကိုထိလက်ရောက်ကျွန်တော်တို့ကျူးလွန်တယ်နောက်မျက်စိအားဖြင့်ကျွန်တော်တို့ကျူးလွန်တယ်အတွေးခေါ်အကျန်းစီအားဖြင့်ကျွန်တော်တို့ကကျူးလွန်တယ်ဒါကကျွန်တော်တို့ရဲ့အပြစ်သားဆိုတဲ့ origin နဲ့အပြစ်သားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ဘတူးမှညင်းဆိုလို့ညင်းဆန်လို့မရတဲ့အချက်တစ်ချက်ဖြစ်တယ်။တကယ်ဒီနေ့ကျွန်တော်ဘလောက်ပဲချင့်ကြံအားထုတ်မှုကောင်းပြီသူတို့ကောင်းလို့ဟာလာ နေထိုင်သွားလာစားတော့ပြီမဲ့ကိုယ့်ကိုထိန်ချုပ်ပြီးပြည့်ညတ်တော်အောက်မှာနေပြီမဲ့ဒီနေ့လုံးဝပုရုဇဉ်လူသားဟာအဲ့ဒီပြည့်ညတ်တရားအောက်မှာဘတူးမှဟိုပြည့်ပြည့်စုံအောင်အသက်ရှင်နေထိုင်ပြောဆိုမှုမပြုတ်နိုင်ဘူးဆိုတာကိုဒီနေ့ပြည့်ညတ်တရားအဖြစ်ကျွန်တော်တို့ဖော်ပြနေတာဖြစ်တယ် ဒါကြောင့်မို့ကျွန်တော်ကက်တင်ရှင်ကိုလို့တယ်ခရစ်တော်ကြီးဟူသောကက်တင်ရှင်ဖြစ်တယ်လို့ပေတရုကပြောတာအဲ့ဒါဖြစ်တယ်တကယ်ပေတရုသခင်ယေရှုခရစ်တော်ပြန်ပြောတယ်ယေရှုကလည်းရှိမုံဘာယောနာတဲ့သူ့ရဲ့အဖေနာမည်ပါထည့်ပြောတယ်နော်ရှိမုံနော်ပြီးတော့ဘာယောနာဆိုတာဆိုတော့ရှိမုံရဲ့အဖေပေတရုရဲ့အဖေနော်ရှိမုံဘာယောနာသင်သည်မင်္ဂလာရှိ၏အကြောင်းမူကအသွေးသားဒီဤအကြောင်းအရာကိုသင်အားဖော်ပြသည်မဟုတ် ကောင်းခင်ပုံ၌ရှိတော်မူသောငါခမဲတော်သည်ဖော်ပြတော်မူသည်။အဲ့ဒီအချိန်တုန်းကတန်ရှင်သောဝိညာဉ်တော်ကိုပြန်လဲပြီးဥပ္ပစီဆရာအဖြစ်ပြန်လဲမစီလွတ်ရသေးတဲ့အခါမှာပေတရုနားလည်နိုင်တဲ့အရာတစ်ချက်ကဝိညာဉ်တော်အဖြစ်မဟုတ်ပဲခမဲတော်ဖော်ပြတယ်လို့သခင် ရှုခရစ်တော်ဖော်ပြတဲ့အချက်တစ်ချက်ကိုလည်းကျွန်တော်တို့မှတ်ယူဖို့ဖြစ်တယ်။နော်တန်ရှင်သောဝိညာဉ်တော်ကအာတန်ရှင်သောဝိညာဉ်တော်ကသင်ကိုဖော်ပြပြီလို့ပြောမှဖြစ်တယ်။ ဒါကြောင့်မို့တမန်တော်ဝုထုအခန်းကြီး2အပိုင်းငယ်တက်မှာခရစ်တော်ပြန်ကြွသွားပြီး၁၀ရက်နောက်တဲ့အချိန်မှာ၁၀ရက်ရောက်တဲ့အချိန်မှာတော့တန်ရှင်သောဝိညာဉ်တော်ပြန်စီလွတ်တဲ့အခါမှာဝိညာဉ်တော်ကအဲ့ဒီနေရာစပြီးကျွန်တော်တို့အားလုံးကိုစကားပြောတယ်ကျွန်တော်တို့အားလုံးကို တို့ထီတယ်ကျွန်တော်တို့အားလုံးကိုဖော်ပြပေးတယ်အပြစ်ကိုလည်းဖော်ပြပေးတယ်အပြစ်ကင်းရှင်းတာတွေကိုလည်းဖော်ပြပေးတယ်ကျွန်တော်တို့မှားနေရင်လည်းဖော်ပြပေးတယ်အဲအဲ့လိုနားလည်ရတယ်နှုတ်ကပတ်တော်အပြင်ဆိုတော့အဲ့ဒီအချိန်မှာ ရှိမုံပေတရုကိုသခင်ရှုခရစ်တော်မင်းကမင်္ဂလာရှိတယ်။အဖေနာမည်ကိုပါပြောလိုက်တယ်နော်။ဒါကြောင့်အဖေသည်ဘာယောနာသည်တကယ်ကိုကောင်းသော ပုဂ္ဂိုလ်တူဖြစ်တယ်။နော်အမဲဆက်မရှိသောပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်ပေတရုရဲ့အဖေသည်တကယ်လူကောင်းတူဆိုတာသိကြတယ်။ဒါကြောင့်ခရစ်တော်ကပြန်ထောက်ပြတယ်။ဒါကြောင့်ဓမ္မဟောင်းတော်ကဟေးယာကုပ်မင်းရဲ့အဖေကဣဇေမင်းရဲ့ဖိုးကအာဗြဟံဆိုတော့ပြောနေတာကသူတို့ဒီတကယ်ကိုဖျားမဲ့မှာစိတ်အားကြီးခဲ့တဲ့ မိဘတွေအဖိုးတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့မိဘတွေလည်းတစ်ခါလေးချင်ကျွန်တော်တို့စိတ်အားကြီးရမယ်သားသမီးတွေရှိမှာ။နော်ကျွန်တော်တို့အဖိုးများမိတွေရှိမှာကျွန်တော်စိတ်အားကြီးရမယ်။ကျွန်တော်တို့သားသမီးတွေအဲ့ဒါမှပြန်ပြီးစိတ်အားကြီးခြင်းတည်။တို့ရဲ့သားသမီးကျွန်တော်တို့မိတွေတို့ရဲ့မိကျွန်တော်တို့မြစ်တွေပြန်စိတ်အားကြီးမှာဖြစ်တယ်။ဘာကြောင့်လဲဇရုထအဆက်အထိဘုရားသခင်ဒိတ်ဒိတ်ကျဲပေါ်ပြတာကြီးပဲကျွန်တော်တွေ့ရတယ်။အာဗြဟံဣဇက် ယာကုပ်ယာကုပ်ရဲ့သားဒဲကနို့ညာယောသဒဲကဇရုထအဆက်တိုင်အောင်ဘုရားသခင်ကအမြဲတမ်းအသုံးပြုပြီးအံ့ဩပွဲကောင်းကြီးပေးတယ်။နော်ဆရာယောသနောက်ပိုင်းမှာခုနတစ်ဆက်တစ်ဆက်ပြန်လာသေးတာပဲ။ဆိုတော့ကျွန်တော်တို့ဘာယောနာရဲ့အချိန်မှာလဲပေတရုအားဖြင့်ဘုရားသခင်ပြန်ရွေးကောက်တာကျွန်တော်တွေ့ရတယ်။ဆိုတော့အဲ့ဒီအချိန်မှာဘာတွေ့ရလဲဆိုရင်ခမဲတော်ဖို့ပြတယ်လို့ပေတရုကိုနော်ရှီမုန်ဘာယောနာ သားကိုပြောလိုက်တဲ့အခါမှာကျွန်တော်ဏိကုံချုပ်အိမ်မှာ အပိုက်နှစ်ပိုက်ကျွန်တော်ကြံတယ်ဆိုတော့ငါဆိုဒီကသင်ဒီပေတရုဖြစ်ဤနာမည်ချိန်မိပြီနော်အဲ့ချိန်မှာနာမည်ချိန်တာပြန်ပေါ်ပြပြီငါဆိုဒီကသင်ဒီပေတရုဖြစ်ဤဤကြောက်ပေါ်မှာငါအသင်းတော်ကိုငါတီဆောက်မည်နော်ကြောက်ကြောက်ပေတရုဆိုတော့ကြောက်တုံးဆိုတော့ထိုးအသင်းတော်ကိုမရဏနိုင်ငံတကားတို့သည်မနိုင်ရတဲ့ ေတရုဆိုတဲ့ကြောက်တုံးပေါ်မှာခရစ်တော်ကသူ့ရဲ့အသင်းတော်ကို ပြန်လည်ပြီးဒီအသုံးခံဖို့အသုံးပြုဖို့ရန်ပြန်လည်ပြီးတော့မှ lesson ကမ်းပြီးဆိုတော့ကျွန်တော်တွေ့ရတယ်။တယောက်ခရစ်တော်ကဒီအသင်းတော်ကိုတိဆောက်တဲ့အခါမှာပြောကျင်တာကလူတွေအပေါ်မှာဖက်ဆအနေနဲ့အလုပ်လုပ်တာကျွန်တော်တွေ့ရတယ်ပေတရုနဲ့เนาะတွေ့ရတယ်တယောက်ထိုးအသင်းတော်ကိုမရဏနိုင်ငံတကားတို့ဒီမနိုင်ရ ်ကောင်းကင်နိုင်ငံတော်ဤသော်တို့ကိုလည်းသင်အားငါပေးမည်သခင်ရှုခရစ်တော်ရဲ့အနင်းခြင်းနဲ့ကြောက်မန်းလေးလေးပဲတမန်တော်ကြီးနော်ကောင်းကင်နိုင်ငံရဲ့သော်ကိုလည်းငါပေးမယ်တဲ့ဒါကြောင့်မို့နောက်ဆုံးတစ်ချက်မှာသင်သည်မြေကြီးပေါ်မှာခြိနှောင်သမျှသည်ကောင်းကင်ဘုံ၌ခြိနှောင်လျက်ရှိလိမ့်မည်ပြောကြတာအခွင့်အာဏာအလုံးကိုသခင်ယေရှုခရစ်တော်ဖျားသည်ပေတရုဆိုတဲ့တမန်တော်ညာအပေါ်မှာတမန်တော်ဆိုတဲ့ပေတရုအပေါ်မှာ သူ့အသင်းတော်သူချင်းတိဆောက်ပြီးတော့မှမြေကြီးပေါ်မှာဥမာပေတရုကနှုတ်ကပတ်တော်နဲ့ဟောပြောတော်လဲနှုတ်ကပတ်တော်ဆန့်ကျင်တဲ့သူတွေကိုပေတရုကစောစောကပြောကျင်တာပေတရုချီနှောင်လိုက်တာနဲ့အာဒီလူကတော့လုံးဝတမန်တော်ဆန့်ကျင်တဲ့လူဖြစ်တယ်လို့ပေတရုကအဲ့ဒီလူကိုခွင့်မလွတ်ဘူးဆိုပါဆိုချီနှောင်ထားတယ်ဆိုပါဆိုသူ့အနာလည်းမငြိမ်းရဘူးဆိုပါဆိုလုံးဝအဲ့ဒီလူကအနာမငြိမ်းတော့ဒီသဘောမျိုးဖခင်ကအဲ့လောက်ထိသူ့အခွင့်အာဏာပေးတယ်။တော့ပြောညင်တာက အသင်းတော်အပေါ်မှာအခွင့်အာဏာပေးတာเนาะဒါကိုကျွန်တော်နားလည်းမလွဲဖို့ဖြစ်တယ်เนาะပေတရုဆိုတဲ့ကြောက်ပေါ်မှာအသင်းတော်တီဆောက်တဲ့အခါမှာအဲ့ဒီအသင်းတော်ကချီနှောင်ပြီးဖြေလွတ်ပြီးဆိုရင်အဲ့ဒီအသင်းတော်ရဲ့ဖြေလွတ်ခြင်းချီနှောင်ခြင်းအပေါ်မှာသခင်ရှုခရစ်တော်နဲ့အတူဖျားသခင်ကဝန်ခံပေးတာကိုကျွန်တော်တို့တွေ့ရတယ်ချစ်တော်ဓမ္မမိတ်ဆွေများတရားအသင်းတော်ကာလတည်ကျွန်တော်တို့ကသာတခါလေကျအသင်းတော်ကိုစန့်ကျင်ရဲကြတယ်အသင်းတော်ကိုမထီမဲ့မြင်ပြုတ်ရဲကြတယ် အသင်းတော်ကိုဂလန်ဆန်လှုပ်ရဲကြတယ်တကယ်တော့ကျတော့အသင်းတော်ဒီဟူသောဟာလာကောင်းဝင်နိုင်ငံရဲ့တော့ကိုဖျားသခင်ကခရစ်တော်အဖင်အနည်းတဲ့အခါမှာပေတရုနီးတူဒီကနေ့အသင်းတော်ကိုပြန်လဲတိုးပွားပွားများလာတဲ့အခါမှာကမ္ဘာလောကမှာတကယ်ပဲနှုတ်ကပတော်ပေါ်မှာတိဆောက်တော်အသင်းတော်ဖြစ်ဖို့တော့လိုတယ်နှုတ်ကပတော်ပေါ်မှာတကယ်တိဆောက်တော်အသင်းတော်ကိုဒီကနေ့ဘယ်သူမျှသွားပြီးကလန်ကဆန်မလုပ်ပါနဲ့လို့ပြောတာလုပ်တဲ့သူက နော်မြေကြီးပေါ်မှာ तू ချီနှောင်ရင်းခံရပြီနော်ဒါကြောင့်ကောင်းကင်ပေါ်မှာလည်းအဲ့ဒီအသင်းတော်နောက်ဆက်တဲ့လူကမြေကြီးကောင်းကင်ပေါ်မှာလည်းချီနှောင်ရင်းခံရမယ်ဒါကြောင့်မို့ရှောလူကအသင်းတော်ကိုနှိပ်ဆက်တဲ့အခါမှာခရစ်တော်ကိုယ်တိုင်သူ့ကိုကိုထင်ရှားပြတော့ကျွန်တော်တွေ့ရတယ်ဒီဒမတ်စကလမ်းမှာနော် तू တကယ်ပဲဟိုအဲ့ဒီမြို့တော် तू သွားမဲ့အချိန်မှာနောက်ဆုံးသူ့ကိုခရစ်တော်ကစကားပြောပြီးမင်းနှိပ်ဆက်နေတယ်ငါ တယောက်တကယ်တမ်းသာရှော့လူဒီဘုရားသခင်ရွေးမကောက်ထားဘူးဆိုရင်သူဒီလည်းမြေကြီးပေါ်မှာခြိနှောင်ခြင်းခံရမှာဖြစ်တယ်လို့ကောင်းငင်ပေါ်မှာလည်းသူဝင်စား권မရပဲခြိနှောင်ခြင်းခံရမှာဖြစ်တယ်တယောက်ပြောချင်တာသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်မေရှိယကိုရှန့်ကျင်တော်သူတွေလက်မခံတော်သူတွေဘုရားသခင်အသက်ရှင်တော်မူသောဘုရားသခင်ရှေလွတ်တော်မူသောမေရှိယဖြစ်တယ်ကယ်တင်ရှင်ဖြစ်တယ်ခရစ်တော်ဖြစ်တယ်ယေရှုဖြစ်တယ်ဆိုတော့ဝေါ်မခံတော်သူတွေအားလုံးကမြေကြီးပေါ်မှာ လက်မခံရင်ကျွန်တော်တို့ကောင်းကင်ဘုံမှာအားလုံးချီနှောင်ခြင်းခံထားပြီးသားဖြစ်တယ်အဲ့ဒီကောင်းကင်နိုင်ငံတည်းကိုလည်းဝင်ဖို့တော့သူတို့မရအောင်ဖြစ်တယ်အဲ့ဒီတော့သူတို့မရအောင်ညောင်ဒီနေ့အသင်းတော်ဆိုတာကျွန်တော်တို့ဒီသခင်ယေရှုခရစ်တော်ဒီဟူသောမေရှိယကယ်တင်ရှင်ကိုလက်ခံတော်သူတိုင်းဟာကျွန်တော်တို့ကောင်းကင်နိုင်ငံတော့ကိုကိုယ်တိုင်ကိုကြရတော်သူတွေဖြစ်တယ်ဖခင်နာမှာတာယဘုံကြည့်ပါစေဒီနေ့သင်ဒီကောင်းကင်နိုင်ငံတော့သင်ရပြီလားဒီဆက်မှန်သောအသင်းတော်ထဲမှာ သင်သည်စစ်မှန်သောယုံကြည်သူတူဦးဖြစ်ပါကသင်သည်အဲ့ဒီကောင်းကင်နိုင်ငံတော်တော့ကိုသင်ရထားတာဖြစ်ပါတယ်ဒါကိုသင်ချီးမွားမှာဓမ္မမြေဆွေများခရစ်တော်ဒီဟူသောမေရှိယကယ်တင်ရှင်ကိုဒီယနေ့တွင်ယနေ့တွင်ကယ်တင်ရနေ့ရဖြစ်တော်ကြောင့်ယနေ့ပင်သူအရှင်ကိုသင်လက်ခံပါကအဲ့ဒီကောင်းကင်နိုင်ငံတော်ကိုသင်ရတာဖြစ်တယ်ကျွန်တော်တို့အပယ်လာရမယ်တကားကြီးပိတ်သွားတာဖြစ်တယ်တယောက်ဖျားသခင်ပိတ်တဲ့အရာကြီးလူမဖွဲ့နိုင်ဘူး တယောက်ဖျားသခင်ဖွင့်တဲ့အရာကိုလူလည်းမပိတ်နိုင်ဘူးစာတန်လည်းမပိတ်နိုင်ဘူးဒါကြောင့်မို့ချစ်တော်ဓမ္မမိတ်ဆွေဒီနေ့ဤကုန်းချုပ်ကျင်တာဒီနေ့သခင်ရှုခရစ်တော်နဲ့နောက်လိုက်တပည့်တော်များနောက်ဆုံးမှာသခင်ရှုခရစ်တော်သည်အသင်းတော်ကိုပါတည်ထောင်ပြီးပေတရုအားဖြင့်ဥပမာပေးပြီးဒီနေ့ကျွန်တော်တို့ဒီလည်းပဲအသင်းတော်ရဲ့ဒီနေ့ထီးအမိုးရိပ်အောင်မှာရောက်ရှိနေတဲ့လူများတို့သည်ခရစ်တော်ကိုနှလုံးသားထဲမှာတကယ်ယုံကြည်ထားရင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံတော်တော့ကို ရရှိထားတယ်လို့ကျွန်တော်တို့အမှတ်ယူပွဲရှိပါတယ်။တယောက်ချစ်တော်ဓမ္မမိတ်ဆွေတင်းဒီကောင်းကင်နိုင်ငံတော်သော့ရယူထားပြီးပြီလားဆိုတော့ကိုကိုပြန်လဲဆန်းစစ်ဖို့လဲဖြစ်ပါတယ်။ဒီနှုတ်ဘတော်အဖျင်အနေငယ်ဝင်ခပါတယ်။အရောက်စီတန်းဖျားသခင်ကောင်းချီးပေးပါစေ။